မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပြီးမယ်ဇလန်းလေးကတော့စာရေးသူစုခတ်ရေးသားထားတဲ့တခါကဓမြများလို့အပြရတဲ့လူမိုက်ဇလန်းလေးရဲ့အပိုင်းနှစ်ကို ပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာကိုမိုးဆွေထန်းတော်သို့ရောက်သည့်အခါ မနေ့ကထိုင်ခဲ့တော့ဝိုင်းမှာပဲဝင်ပြီးတော့ထိုင်လိုက်ပါတယ်မနေ့ကအဖေအပြက်ကိုမြင်တွေ့ခဲ့တယ်ဆိုင်ထဲကလူတချို့မှလေသူဝင်လာတာကို မြင်တာနဲ့စကားသက်များ တိတ်ဆိတ်သွားကြပါတယ်ထိုလူများအပါအဝင်ထန်းတော်ပိုင်ရှင်ကိုတောင်းပင် သူ့ကိုချိန်သွားတာကတော့အမှန်ပါ သူမလာခင်မှာမျိုးသူလေးကဘလောက်လှကြောင်းပြောနေကြသူများမှလေတခြားအကြောင်းများကိုတော့ပြောင်းပြီးတော့ပြောနေကြပါပြီ။ ကိုမိုးဆွေသည်ဘသူကမှပြောပြောဆဆူမရှိပဲနဲ့တောက်เสียရာရှိသည်ကိုသာအေးဆေးလေးတောက်လို့နေပါလေထိုင်းရဲတမျိုးကောင်းသွားသည့်အခါမှာကြားသလောက်ရှင်းပြီးတော့အိမ်ကိုပြန်လာခဲ့ပါလေနောက်ထပ်ဆက်ပြီးတော့တောက်ချင်တော့လေအမားဖြစ်သူဒေါ်မြင့်ကြီးစူဆဲမီဆိုတာကြောင့်ဒီလောင်းနဲ့ရက်ထားခြင်းဖြစ်ပါလေအဖေဘယ်ဒီလျှောက်သွားနေရလဲအိမ်ထဲဝင်လာတဲ့ကိုမိုးဆွေဟာ တမီးဖြစ်သူကိုနှဲဆန်တာကမေးလိုက်ချင်းပါဘဲမှမတော်ပါဘူးဟိုနားဒီနားပါ ပြောပြောဆဆုံနဲ့တန်လျာတစ်ခုမှ ဝင်ပြီးတော့ထိုင်လိုက်ပါတယ်ထိုအချိန်မှာဒေါ်မြင့်ကြီးတီသူတို့အနားရောက်လာပြီးတော့ဟဲ့နေတောက်ခဲ့သေးလားမတောက်ပါဘူးအမရဲ့ဘာလို့မတောက်တာလဲဒီလောက်နမ်းနေတာ ਉ နည်းနည်းပါ အမရဲ့တော့ခြေသွားချို့တော့ ထမင်းစားမယ်။မှောင်မိုက်နေတဲ့ပဝန်းကျင်ကိုအန်တုပြီးတော့လူတဆုတီမိတုပ်တချို့ကိုကင်ပြီးတော့ပေတော်ရွာဤတောင်ဘက်မှာရှိတဲ့လက်ပံလှရွာတို့ဥတီပြီးတော့လာနေကြပါတယ်။အရှိကဥဆောင်သူမှာဘိုးလာဝင်းဖြစ်ပြီးတော့အနောက်မှာတပည့်များကလည်းစကားတပြောပြောဖြင့်လိုက်လာကြတယ်။သူတို့အတွက်ဓမြတိုက်တီဆိုသည်မှာပုံမှန်လှုပ်ရိုးလှုပ်စင်အလုပ်တစ်ခုအဖြစ်သာတတ်မှတ်ပြီးတော့ အေးဆဆေးလာနေခြင်းလည်းဖြစ်ပါတည်းထို့သောရှောက်လာရင်လည်းရွာထိပ်လမ်းပေါ်သို့တက်လိုက်သည့်အခါမှာအရှိခလန်းလန်းကသူတို့နီးတူမီးတုံများနေလူတစုကိုတွေးလာကြရပါတည်းထို့လူစုသည်လည်းသူတို့ကိုမြင်လာနှင့်စက်ပြီးတော့မသွားတော့ပေရတန်းလိုနေပါတည်းဘိုလာဝင်းတို့အဖွဲ့သည် ထို့လူစုအနာစုရှောက်သွားလိုက်ပြီးတော့အနည်းနာရောက်လေလေတေချာအကဲခဲအကြည့်ကြသလိုတစ်ဖက်အဖွဲ့ကလည်း သူတို့ကိုပြန်ပြီးတော့အကဲခတ်ဟန်ရှိလို့နေပါတယ်။ချိန်ငါးလမ်းစာမြရောက်တဲ့အခါမှာနှစ်ဖွဲလုံးမျက်နှာချင်းဆိုင်ပြီးကြပါတယ်။သူတို့အချင်းချင်းလည်းဘာတွေဖြစ်ကြမှန်းကိုနှစ်ဖွဲလုံးတတိထားမိကြပါပြီ။နှစ်ဖွဲလုံးမှာတော့တနတ်များနဲ့ဓာများပါရှိနေခြင်းကြောင့်ဖြစ်ပါတော့တယ်။ဟဲ့ကောင်လေးမင်းတို့ဒီရွာကိုတိုက်ဖို့လာတာမလား။ ဗိုလ်လာဝင်းကထိုးသွို့မေးလိုက်ရာတဖဲအဖွဲမှာရှိတယ်ခေါင်းဆောင်ဖြစ်ဟန်တူတူဒီအရှိနေနဲ့တိုးလာပြီတော့အေးဟုတ်တယ်ထိုးခဲ့တူတာတိုးတိုးတောင်းတောင်းပြန်ပြီးတော့ဖြေးပါတယ်မင်းတို့ကဘဲအင်ကိုတိုက်ပါလေဦးတန်းထုံးဟာဒါငါတို့တိုက်မဲ့အင်ကွာဦးတန်းထုံးမှာတော့လက်ပံလှရွာရဲ့ ချမ်းသာဆုံးလူတယောက်ဖြစ်ပါတယ်မြို့ကိုပြောင်းသွားခြင်းပြင်မဲ့အခြေအနေမကောင်းသေးတာကြောင့်ရွာမှာသာရှိနေခြင်းလည်းဖြစ်တယ်တိုက်မယ်ဆိုလည်းနောက်မှတိုက်ငါတို့အရင်သွားတိုက်မယ်ဘိုလာဝင်းကရေမောလိုက်ပြီးတော့ဟာတပဲကွာငါနာမည်ဘိုလာဝင်းကွာမင်းတို့ဒီကနေအตาလှည့်ပြန်သွားရင်ဘာမှမလုပ်ဘူးတဖက်ခေါင်းဆောင်ကလည်း အတန်ထွက်ရုံမျှရဲလိုက်ပြီးတော့မင်းရလှဝင်းဆိုရင်ငါလည်းဖိုးသွင်းပဲနမဲကြီးဓမြမြတိုက်တိုက်ဆိုင်ဆိုင် ရွာတူရုံမကတိုက်မိအိမ်ပါတူနေကြပါလေနှစ်ဖွဲ့လုံးမှာတော့လက်လျှော့မိဟန် မရှိပဲနဲ့တိုက်ခိုက်ရန်ပြင်အသင်းအနေထားပြင်နေကြပါပြီကဲဒါဆိုရင်လေဘသူပိုဆွမ်းလေပြိုင်ကြမယ် ရှုံးတဲ့လူလှည့်ပြီးတော့ပြန်ရမယ်ဘလို့လဲရတယ်လေထိုးနောက်မှာတော့ခေါင်းဆောင်နှစ်ဦးသာအရှိမဟာချမ်းပြီးတော့တပည့်များက နောက်ဆုံးရှဲသွားကြပါတယ်တယောက်နဲ့တယောက်စူးစူးရဲရဲကြည့်နေကြပါတယ်ခဏကြာမှဘိုလာဝင်းကအစပြီးတော့ဝိုင်လက်သည်ဖြင့်ထိုးလိုက်ပါတယ်ဖိုးသွင်းကအနှဲငယ်တိမ့်ပြီးတော့ပုတ်တီကလည်းရှောင်းလိုက်ပါတယ်ရှောင်းတိမ့်သွားတဲ့ဖိုးသွင်းကို ညာခြေဖြစ်လှမ်းပြီးတော့ပတ်လိုက်ပါတယ်။ဖိုးသွင်းသည်လည်းအနောက်ကိုဂျွန်းပြစ်ပြီးတော့ခုံရှောင်လိုက်ပါတယ်။သူခုံလိုက်ဒီမှာလူနှစ်ရက်စာအမြင့်ထီရောက်သွားပြီးတော့တာမန်လူများဆို လုံးဝမဖြစ်နိုင်ပါ။ဘိုလ်လာဝင်းကလည်းသူ့နေတူခုံပြန်လိုက်ပြီးတော့သူ့အရှိလက်တကန်းအကွာကိုရောက်လို့သွားပါတယ်။ဘိုလ်လာဝင်းသည် အောက်ရောက်ရောက်ချင်းပါပဲ။ဘယ်လည်းဖြစ်ထပ်ပြီးတော့ထိုးလိုက်ပါတယ်။ယခုတခါမှတော့ ဖိုးသွင်းကမရှောင်တိန်တော့ပဲမလှုပ်မရှားပဲနဲ့ရှိလို့နေပါတယ်ခကြမ်းကြမ်းအားပြင်းတဲ့လက်သေးသည်ဖိုးသွင်းရဲ့မျက်နှာကိုထိတော်လေအသားတုံယုံမြအပါဘာနာကျင်မှုမှမရှိပါဖိုးသွင်းကပြုံးဆဆဖြစ်ထိုးလီထိုးစမ်းပါဘိုလ်လာဝင်းကလည်းလက်သေးတစ်လုံးပြီးတစ်လုံးပြတ်သွင်းပါတယ်တို့ပါတော့လေဖိုးသွင်းကအပြုံးတော်မှမပြတ်ပါ ထိုးကြောင့်သူလေအပီးစီကောင်းသူတယောက်ဖြစ်မှန်သီလာရပါတယ် ထိုးကြောင့်ပဲထိုးနေတာတွေကိုရက်လိုက်ပါတယ်ထိုးအခါဖိုးတင်ကပြန်ပြီးတော့ထိုးပါတယ်သူမြင်မြအားကုန်ထိုးတို့ဘိုလာဝင်းကတော့ဘလို့မှမနေပါလက်နဲ့ထိုးလို့နှစ်ယောက်လုံးဘာမှမဖြစ်တဲ့အခါမှာတော့ဒါများလှမ်းပြီးတော့ပြစ်ပေးကြပါတယ်ထိုးအခါမှာလေဘသူမှမပြတ်ရှပေးနဲ့ရှိလို့နေပါတယ်အချိန်တန်အောင်တိုက်ခိုက်နေကြတော့တယ်ဘသူမှမမောပန်းတဲ့အပြင်ဘသူမှလေဘာတန်အားမှမရကြသေးပါ သူတို့တိုက်ခိုက်စားကဝိုင်းချင်းနေတော့လေဟိုပြန်ဒီခုံနဲ့မို့တပည့်များလဲနောက်ဆုံးနောက်ဆုံးဖြစ်ဝိုင်းမှာအတော်လေးကျေလို့သွားပါလေမြည်တို့ပင်ဖြစ်စီသူတို့ကတော့တိုက်ခိုက်စေပါ အသားချင်းထိတန်ထိုးတန်များသည်နှစ်ဖက်တစ်ဖက်များအနာကပင်ကြားလုံနေရပါလေအတန်ကြာလာတဲ့အခါမှာတော့ချားနေကြသူများဘာမှမဖြစ်တော့လေကြီးနေသူများကအသေးရလာပါလေထိုးကြောင့်ပဲဖိုးသွင်းဘက်ကတပည့်တော်ဦးသည် ခုံလိုက်ရမှာ အောက်ပြန်ကျလာတဲ့ဘိုလာဝင်းအားကြည်မပီးဟုထင်မှတ်ပြီးတော့ချိန်ပြီးတော့ပြစ်လိုက်ပါတယ်ကြည်စံမှာတော့ဥတီယာတက်တဲ့ထွက်သွားတော့လေဘိုလာဝင်းအနားရောက်တဲ့အခါမှာလူကိုကြွေဝိုက်ပြီးတော့အနောက်ကတောဘက်သို့ဝင်သွားပါတယ်ဖိုးသွင်းဘက်မှတနတ်တန်ကြားရတဲ့အခါမှာတော့ဘိုလာဝင်းတပည့်များသည်လေလှုပ်လှုပ်ရွရွအဖြစ်ပြီးတော့သူတို့ဘက်ကိုပြန်ပြီးတော့ပြစ်လိုက်ပါတယ်ရုတ်တရက်အဖွဲနှစ်ဖွဲလုံးမှာ ရုံသုံးကားဖြင့်ဝက်လိုက်ကြပြီတော့တဖက်နဲ့တဖက်ပြန်ပြီးတော့ပြစ်ကြပါတယ်ခေါင်းဆောင်နှစ်ဦးလည်းကိုယ့်အဖွဲ့ရှိရာကိုခုံရီနောက်ဆုတ်လိုက်ရာလက်နက်များကိုယူပြီးတော့ပြန်ရီဖြစ်ပါတယ်ဖိုးသွင်းဘက်ကနေလူ၅ဦးကြီထိသွားပါတယ်ဖိုးကြောင့်အသက်ကယံအတွက်တချို့ကကာပြစ်ပေးထားပြီးနောက်ဆုတ်သွားကြပါတယ်ဘိုလာဝင်းဘက်ကလည်း၄ဦးကြီထိပါတယ်ထိုးကြောင့်ဆက်မလိုက်တော့ပဲကြီမှန်သွားတဲ့သူများကိုတော့ ထမ်းတဲ့ပြီးတော့ပြန်လာခဲ့ကြတယ်။နောက်တစ်နေ့မှနဲ့လက်ပံလာရွာမှာညာကတိုက်ပွဲလေးအကြောင်းကိုတော့ပြောဆိုနေကြပါတယ်။တနတ်တန်များကြောင့်တေဝါလုံးလက်နှုတ်ကုန်ကြပြီးတော့ဂျွာနီ၆ဆက်ကအိမ်တချို့ပြင်တနတ်တန်ခတ်တက်တဲ့ကြားကြားရသည်ဟုပြောနေကြပါတယ်။ဘယ်ကစပြီးတော့ဘလို့တိုက်ပွဲဖြစ်သွားအကြောင်းကိုတော့ဘသူမှမသိကြပါ။တယောက်တစ်ပေါက်ဖြင့်ထင်ရမင်းရများကိုသာ လျှောက်ပြီးတော့ပြောနေကြပါတည်းမနက်9နာရီအချိန်တခဲသည့်ပြင်းပြင်းရှိတာနဲ့ကျော်နေစီကိုထွက်လာခဲ့ပါတည်းအိမ်ထဲမှထွက်လျင်ထွက်ခြင်းမှာအိမ်အရှိမဖြတ်သွားတည်းမနေ့ကအကောင်းမလေးကိုတော့အေးကျွဲ့မနဲ့အတူအရှိထိုးထွက်သွားတာကိုလည်းတွေးလာရပါတည်းသူလည်းအတန်းကြောင်ငေးကြည့်နေမိပါတည်းအရှိကိုအတော်လေးယောက်သွားပြီးတော့မမြင်ရတော့တဲ့အခါမှာအိမ်အရှိကိုအမြန်ထွက်လာလိုက်ပါတည်း ကျွန်းနေစီသွားမဲ့အစီအစဉ်ကိုဖြတ်လိုက်ပြီးတော့အေးကျွဲ့မားတို့ဘယ်သွားမလဲဆိုတာလိုက်ကြည့်ရန်ဆုံးဖြတ်လိုက်ပါတယ်ထို့အချိန်မှာအနောက်မှလူတယောက်ရောက်လာပြီးတော့ဟေ့အောင်တကယ်ဘာတွေစဉ်းစားနေတာလဲတကယ်ကနောက်ပြန်ကြည့်လိုက်ပြီးတော့ဟာဘာမှမဟုတ်ပါဘူးကျွတ်နေရမင်းဘယ်သွားမလို့လဲဒီလိုပါပဲအရှိပိုင်းအောင်သွားမလို့ဩဟုတ်လား ဲ့ဒါဆိုရင်ငါဘာလိုက်ခဲ့မယ်မင်းကဘာလိုက်လုံမှာတော့ဒီအတိုင်းပြင်းလို့ပါကွာကျွန်းဤကတော့ထွက်သွားပြီဖြစ်ပါတယ်တခဲလဲအနောက်မှာလိုက်လာခဲ့ပါတယ်အမှန်တကယ်တော့ကျွန်းဤဒီလေအေးကျွမ်းမတို့ကိုမြင်တာကြောင့်လိုက်လာခြင်းဖြစ်ပါတယ်ထို့တို့သွားနေရင်ကျွန်းဤကစပြီးတော့မေးလိုက်ပါတယ်တခဲမင်းချစ်ဘူးလားကျွန်းဤစကားကြောင့်ပဲ တခဲကရဲကြဲကြဲဖြစ်ဟာချစ်တဲ့ဆိုတာဘာမှန်းတောင်မှမသိဘူးအမှန်တကယ်လဲယခုအရွယ်ဒီနှစ်ယောက်စလုံးချစ်သူကြီးစားမရှိပါ လောင်းကစားသေးရင်နဲ့ရံဖြေးဖို့လောက်ပဲတိခဲ့ကြပါလေအခုမှဘာထဖြစ်နေလဲတော့မသိကြပါအေးကွာမသိလည်းမမေးတော့ဘူးဘာလို့တုံးဟာမချစ်ရမဲ့သူတွေ့နေလို့လား တေတော့မသေးချာသေးပါဘူးဒါပေမဲ့ငါမျက်စိထဲမှာတော်တော်လှတယ်ကွာဩလှတာနဲ့ချစ်ရော်လားကွာအေးလေအဲ့ဒါကြောင့်မသေးချာဘူးလို့ပြောတာပေါ့ထို့သောစကားတပြောပြောရှောက်လာရင်းနဲ့ရွာစည်းဦးအဆက်နာအထိတာရောက်လို့လာပါတည်းဘယ်သွားရမှန်းလဲမသိပါနေဆက်နာနေ့အေးကျွယ်မားတို့ကိုလည်းမတွေ့ဘဲနဲ့ရှိလို့နေပါတည်းကျွန်ဤ မင်းကဘယ်သွားမှာတုန်းဟရွာပြင်ရောက်တော့မေဒီအတိုင်းလမ်းလျှောက်တာပါဆိုဒီလိုနဲ့ပဲထိုစီယိုအဆန္နာတီနှစ်ယောက်သားဟိုလျှောက်ဒီလျှောက်နဲ့အေးကျွဲ့မားတို့ကိုတော့ဗတိမတားလိုက်ရှာနေကြပါတယ်တခဲမင်းဘယ်ဒီလျှောက်ကြည့်နေတာတုန်းကဘယ်ကြည့်လို့လဲဟာမသိဘူးလေတခုခုများရှာနေသလားလို့ မဟုတ်ပါဘူးရှူခင်းနေလှလို့လိုက်ပြီးတော့ကြည်နေတာပါခဏကြာတဲ့အခါမှာတော့ရေကန်ဘက်မှပြန်လာတဲ့နှင်းဆန္ဒတို့ကိုတွေးလာကြရပါတယ်နှစ်ယောက်သားမှာတော့တဒင်ကငေးကြည်နေကြတယ်တခဲကအရင်တတိဝင်လာပြီးတော့ကျွတ်နေမင်းဘာကြည့်နေရလဲဟမ်ဘယ်တွေကြည့်နေတာလဲလို့ဘာကြည့်လို့လဲဒီအတိုင်းပဲလေလာကွာပြန်ကြမယ် မင်းမနေ့ကကောင်မလေးကိုလိုက်ပြီးတော့ကြည့်နေတာမလားတခဲကြီးဒဲထိုးစကားကြောင့်မေကျွတ်နေမှာတော့ရုပ်တရက်ဘာပြောရမှန်းမသိဖြစ်လို့သွားပါလေမဟုတ်ပါဘူးဟာမလိန်စမ်းပါနဲ့ကွာငါသိပါလေငါသာပြောနေတာမင်းရောအေးကြည့်ချင်းလို့ကြည့်တယ်ကွာယောက်ျားပဲကြည့်ရင်ကြည့်တယ်ပေါ့ဘာကြောက်နေရလဲအေးကွာအဲ့ဒါဆိုငါလည်းကြည့်တယ် ဲ့ဒါဆိုရင်စကားသွားပြောကွာတကယ်ကတော့သူတို့နဲ့လူတစ်ခေါ်စားလောက်အကွာဝေးမှာအရှိကသွားနေကြတယ်နှင်းဆန္ဒတို့ကိုကြည့်ပြီးတော့ပြောလိုက်ခြင်းလည်းဖြစ်ပါတယ်ဟာဖြစ်ပါမလားကွာငါနဲ့သိမှမသိတာအေးလေမသိလို့ပြောခိုင်းပါတယ်ဆိုအဲ့ဒါမှသိမှာပေါ့ဟာဖြစ်ပါမလားသူ့အဖေလက်သေးပြင်းတာမင်းနဲ့ငါလည်းမြင်ပြီးပြီ ဟာဘာကြောက်နေတာလဲကွာငါတို့လဲဘာကောင်းနေဆိုတာမင်းမိနေတာလားအေးစေးပါသွားပြီးတော့ပြောစမ်းပါဖြစ်ပါမလားကွာဖြစ်ပါတယ်တခဲကအတင်းမြောက်ပေနေတာကြောင့်ကြွက်နေသည်ဗဇက်ထဲမှလေပူများကိုတော့ဖူကနယ်မှုတ်ထုတ်လိုက်ပါတယ်ထိုးနောက်မှာတော့အာတင်းပြီးတော့စကားသွားပြောရန်ဆုံးဖြတ်လိုက်ပါတယ်တို့ပါတော့လေ ကျောင်းကြီးခြေလန်း၄၅လမ်းလောက်အရောက်တဲ့အခါမှာဆက်ပြီးတော့ရှေ့မတိုးနိုင်ပြီနဲ့ရှိလို့နေပါတည်းဘသူကိုမဆိုရှာရဲမရဲတဲ့သူဒီမင်းကလေးတယောက်ကိုတော့စကားမပြောရဲပါတခဲကလည်းအနာရောက်လာပြီတော့ဘလို့လေမင်းမသွားရဲဘူးမလားဟမ်စကားသွားမပြောရဲဘူးမလားလို့အေးမရအောင်ငါနဲ့ပါဆိုင်လို့လေသွားပြောတာမင်းလေး မဟုတ်ဘူးလေနင်ရောသွားပြောရဲလာလို့မေးတာအေးဆေးပါကွာဒါပေမဲ့မပြောချင်ပါဘူးသွားမပြောရဲမပြောရဲဘူးပေါ့ကွာ အချင်းချင်းကိုသိပါလေအေးသိလဲပြီးတာပဲကွာဒီလိုနဲ့သူတို့ဒီအနောက်ကခလန်းလန်းဖြစ်တာလိုက်ကြည့်နေကြပြီတဲ့နော်ရွာအနောက်ဘက်ထတော်သူသွားခဲ့ကြပါလေတော်အတွင်းတန်နေရဘိုလှဝင်းတီ ထိုအနီးပါမှာရှိတဲ့ဆေးဆရာတယောက်ကိုတော့မျက်နှာအဝေးစီးပြီးတော့ခေါ်ယူကာကြည်စေးထီးသူများကိုလည်းကုခိုင်းလေးပါတယ်ဆေးဆရာဒီလေကြောက်ကြောက်ဖြင့်မလိုက်ချင်လိုက်ချင်ဖြင့်လိုက်လာခဲ့ရပါတယ်လူသုံးမှအသိပ်ပြီးတော့မဆိုးလာတော့လေတယောက်ကတော့သွေးထွက်လုံပြီးတော့တတိလွတ်နေပါပြီ ထို့ကြောင့်ပဲအခြားသူအသုံးယောက်ကိုကယ်လိုက်နိုင်တော့လေထို့လူကတော့မင်းနဲ့အနှဲငယ်အတွင်းမှာပဲစုံပါသွားခဲ့ပါတယ် စေကုပြီးတဲ့နောက်မှာတော့ဘိုလာဝင်းဤတပည့်တချို့သည်စေးစရာမျက်နှာအဝိစေးပြီးတော့ရွာအနားသို့ပြန်လိုက်ပို့ပါတယ်။တေဆုံးသူတအူးကိုလည်းစခန်းအနီးမှာအကျဉ်းထုတ်ပြီးတော့မြှောက်လိုက်ကြပါတော့တယ်။ဆရာကြီးကျွန်တော်တို့အကောင်လေးကိုလုံးဝမကျင်တတ်ဘူး။ဘိုလာဝင်းဤလက်ထောက်ဖြစ်တဲ့ငတိဆိုသောလူကချိန်မနိုင်ခဲမရဖြစ်ပြောလိုက်ခြင်းပါ။အခြားသူများကလည်း တနတ်ကိုတသသဖြင့်ဒူကောင်းဆောင်ငတိဤစကားကိုလည်းထောက်ခံလိုက်ကြပါလေ။အေးမင်းတို့မကျင်တတ်တယ်လို့ငါလည်းမကျင်တတ်ဘူးကွာ။ငါတပည့်တယောက်လုံးဆုံးရှုံးထားရတာ။ဒီကောင်းတဲ့ရုပ်ကလေးစားပြန်ပြီးတော့ချေးရမယ်။ဘိုလာဝင်းဤမမပါပြောလိုက်တဲ့စကားကြောင့်ကျန်လူများဤစိတ်တွေမှာတက်ကြွသွားကြပါလေ။ဖိုးသွင်းသည်လေကြည်ထီးထားတဲ့သူတပည့်များကိုထုံနေအတိုင်းကုစေပါလေ။ ိတ်ထန်ရမပြင်းကြတာကြောင့်ဘသူမှတော့အသက်မဆုံးရှုံးကြပါဖိုးသွင်းနေသူ၏တပည့်များသည့်လေဘောလာဝင်းတို့အဖွဲ့ကိုတော့ကလေးစားချေလိုစိတ်များပြင်းပြနေကြပါတယ်ထို့ကြောင့်ဖိုးသွင်းသည် စေးစရာ သူတပည့်နှစ်ယောက်အားလိုက်ပို့ခိုင်းပြီးတော့အပြန်မှာတော့ဘောလာဝင်းတို့တိနီယာကိုပါစုံစမ်းခန်းလိုက်ပါတယ်ထို့လူနှစ်ယောက်သည်လေရွာတွေကိုဝင်ပြီးတော့စုံစမ်းရာစက္ကန်းတိနီယာအတိအကျကိုမသိရတော့လေ တော့ကိုတော့အကြံအဖင်းတိခဲ့ရပါတယ်။ကြည်ထိထားတဲ့လူများတည်လေမတတ်တာသေးတာကြောင့်နောက်မှဂလက်စားချိန်မီဟုတေးမှတ်ထားလိုက်ပါတယ်။အထပ်ပတိုက်ပွဲအသေးစားလေးဖြစ်ပြီးနောက်ပိုင်းမှာဓမြားတိုက်လူရံမှုတွေကခနာမြရန်နာသွားပါတယ်။ဖိုးသွင်းတဲ့ဘိုလာဝင်းတို့အဖွဲ့လေငြိမ်ကြနေသလိုအခြားဓမြများမှလည်းဘသူမှမတိုက်ရဲကြပါ။အများစုမှတော့ဖိုးသွင်းတဲ့ဘိုလာဝင်းတို့ထံ ခိုးဝင်သွားကြပြီတော့သူတို့နှစ်ဖွဲ့တည်လေတဖြည်းဖြည်းနဲ့တဟာကြီးလာခဲ့ပါတယ်။မြောက်ဖက်ကကုန်းရမှာရှိတယ်။လယ်အေကအများစွာပိုင်းတယ်။ဦးရွှေဘော်တို့အိမ်ကိုတော့ဓမြဝင်စည်းခန်းနေရပါတယ်။ရွာတဲကိုဝင်လာကြတဲ့ကမြင်းတန်ခွာတန်အများထဲမှာဖိုးသွင်းဆိုတဲ့အော်ဟေးကျွေးကြော်တန်ကိုပါကြားလိုက်ရတဲ့အတွက်ဘသူမှတော့မထွက်ရဲကြပါ။ဖိုးသွင်းသည်ဓမြတိုက်ရုံသာမကဦးရွှေဘော်၏တမီးကိုပါအတင်းအားထမအခေါ်ဆောင်လာခဲ့ပါတယ်။ ထို့အချိန်မှာရွာနောက်ဘက်တပ်ပင်ခြုံမင်းများကို အကာအကွယ်လုပ်ပြီးတော့လူတစုမှမှောင်ရိပ်ခိုးရင်းနဲ့တခုခုကိုစောင့်ဆိုင်းနေကြပါတယ်။ငါတိဒီကောင်းနေဒီလန်းအလာမှာပေးချလို့လား။ဗိုလ်လာဝင်းကတော့လထောက်ဖြစ်သူငါတိအားမေးလိုက်ခြင်းဖြစ်ပါတယ်။သူတို့မှနည်းနည်းမျှမလှုပ်ရှားပဲနဲ့ရွာဘက်ကမျက်တောင်မခတ်တဲ့လှမ်းမြော်ကြည့်နေကြပါတယ်။ လာမသေးချပါတယ်ဆရာကြီးရဲ့ကျွန်တော်သေချာစုံစမ်းထားပါတယ်သေချာရင်လည်းအေးပါဒါနဲ့ဆရာကြီးကျွန်တော်တို့အခုချိန်ရွာထဲဝင်တိုက်လင်လေရနေတာပဲ ਉ ဘာလို့ဒီမှာစောင့်နေရတာလဲအေးစေးပါကွာမဆိုင်တဲ့လူတွေကိုမသေးစေချင်လို့ပေါ့ပြီးတဲ့အခါမှာ သူတို့တိုက်ပြီးသားလေးကိုလူ့ရမှာဘလောက်တောင်ကောင်းလိုက်မလဲထို့သူပြောဆိုနေရင်မကြမိမှာ ရွာနောက်ဖျားဘက်မှာမေရောက်တဝင်းဝင်းဖြစ် လူများလာနေတာကိုလေသူတို့အားလုံးလှမ်းပြီးတော့မြင်လာရပါတယ်မြင်းကိုစီဖြစ် ပုံမှန်အချိန်နဲ့သာစီးလာကြပါတယ်ပြစ်ကွင်းကောင်းကောင်းကိုရောက်တဲ့အခါမှာဘိုလာဝင်းကအစပြီးတော့မြင်းပေါ်မှာလူတစ်ယောက်ကိုပြစ်ခတ်လိုက်ပါတယ်ထိုအခါကြံလူများသည်လည်းလိုက်ပြီးတော့ပြစ်ကြပါတယ်ဖိုးတွင်တို့သည်ရုတ်တရက်တိုက်ခိုက်ခံလာရတာကြောင့်ဘေးလွတ်မီထင်ရကိုအတဲမောင်းပြီးတော့ပြေးကြပါတယ် မြင်းပေါ်မှာကြသူကြပြေးသူက ပြေးနေတကွဲစီဖြစ်ကုန်ကြပါတယ်တချို့သူများသည်လည်းတနတ်တန်ကြားဘတ်သူမြင်းပေါ်မှာပြန်ပြီးတော့ပြစ်ခတ်သွားပါသေးတယ်ထို့သို့ပြေးလွှားသွားတာကြောင့်ဖိုးသွင်သည် အရှိမတင်းလာတဲ့ဥွှေပေါ်ဤသမီးမှာ မြင်းပေါ်မှာပြုတ်ကြပြီးတော့တပင်တပင်နဲ့ဝင်ဆောင်ကတတိလေးလို့သွားပါတယ်ဘိုလာဝင်းတို့အဖွဲ့တီအာလုံးရှင်းသွားသည့်အခါမှာ မြင်းရောလူပါလဲနေတယ်။နေရာတို့လျှောက်လာကြပါလေ။မြင်းနေအသက်ရှင်မရှင်စစ်သူဟာစစ်တနတ်တွေလိုက်သိမ်းသူဟာလိုက်သိမ်းကြပါလေ။ထို့တို့စစ်စင်းနေနေဗမျှတော်ဦးတည်။ဆရာကြီးဒီမှာမင်းကလေးတယောက်ဘိုးလာဝင်းတည်လေထိုအနားသို့သွားလိုက်ပါလေ။လဲကြနေတဲ့မင်းကလေးကိုမြင်လာနေ။ဟဲ့ဟောသူအသက်ရှိသေးလား။ရှိသေးတယ် အေးရှီသိင်းစကန်းကိုခေါ်ခဲ့ထိုညားကတိုက်ပွဲကတော့ဘိုလာဝင်းကြံတယ်လို့တိုက်လာတဲ့ပစ္စည်းများကိုမရလိုက်တော့လေမိမတယောက်ကိုတော့နေရင်းထိုင်ရင်ရလိုက်ပါလေဘိုလာဝင်းဒီလေထိုမင်းကလေးကအလိုမတူပဲနဲ့တိမ့်ပိုက်ပြီးတော့နောက်ပိုင်းမှာပြန်ကျင်ကပြန်ထိုင်တယ်ဟုဆိုပါတယ်မင်းကလေးဒီလေစိတ်ပြတ်အားငယ်စွာဖြင့်ရှာကြီးတငယ်ငိုပြီးတော့သူ့ကိုမုံတီးစွာကြည့်လျက်ထွက်သွားလိပါတယ် ညီတို့ပင်ကြည်ပါစီသူကားတော့ဂယုမဆိုင်ပါတဖက်မှာတော့ဖိုးတွင်သည်ညကတိုက်ပွဲမှာသူ့လူများအထိနာတော့ရတာကြောင့်ဘိုလာဝင်းကိုတော့လွန်စွာမှဒေါသထွက်နေပါလေလေးယောက်ကတော့ထိုနေရာမှာပင်ကြည်ထီးတည်သွားပြီးတော့ဒံယာရသူလည်းခုနှစ်ယောက်ရှိပါတယ်စခန်းတစ်ခုလုံးမှလည်းကျုံဝါတန်ညင်းညူတန်များနဲ့ပြင်းထန်လို့နေပါတယ်ထိုကြောင့်ဖိုးတွင်သည် တပည့်ဖြစ်သူကိုမောင်လာအာခေါ်ပြီးတော့ဟဲ့အောင်မောင်လာအကူချက်ချင်းဟိုကောင်လှောင်ဝင်းဆိုတဲ့ကောင်ဗမာရှိလဲသွားပြီးတော့ဆုံးစမ်းနောက်ထပ်အဖော်နှစ်ယောက်ပါခေါ်တော့မောင်လာဒီလေသူ့ဆရာဒီလောက်ဒေါသထွက်နေတာကိုတခါမှမမြင်ဘူးလားကြောက်ဆက်လက်မမေးမြန်းတော့ပြေဟုတ်ဟုတာပြန်ဖြေခဲ့ပါတယ်ထုံးတော့မှာတော့နောက်ထပ်အဖော်နှစ်ယောက်ကိုခေါ်ပြီးတော့ထွက်လာခဲ့ပါတယ် ဧဝဝင်တရားထွက်ဓမြတိုက်ခံရတဲ့ရွာများစီတို့တွားရအောင်စုံစမ်းပါလေညနေ9နာရီလောက်မှာစခန်းကိုတော့မောင်လားနဲ့အဖော်နှယောက်ရောက်လို့လာပါလေဖိုးသွင်းကတော့အရက်တောက်နေရင်းနဲ့သူတို့ကိုမျှော်နေပါလေထိုးတို့တောက်နေရင်းမှာတဲလဲဝင်လာတဲ့မောင်လားအားစီးပြီးတော့မေးလိုက်ပါလေဘလို့လဲတီးခဲ့ပြီးပြီလားဟုတ်တီးခဲ့ပြီဆရာကြီး လူကတော့အတော်များတယ်မောင်လားကသူ့အနားကိုရှောက်လိုက်ရင်လည်းပြောလိုက်ပါလေအေးမင်းအကူတလောမှာအင်အားရသလောက်စုထားလိုက်ဟုတ်ဟုဆိုကစကားခဏပြောပြီးတဲ့နောက်မှာတော့တဲအတွင်မှ ပြန်ထွက်သွားပါတော့တယ်ဘိုလာဝင်းတို့အဖွဲ့တည်လေဖိုးသွင်းတို့အားလက်နက်များသဲပြီးတော့အနိုင်တိုင်းနိုင်ခဲ့သည်ဖြစ်ပြီးဦးမြူးနေကြပါတယ်စကမ်းမှာလည်း စားပွဲတောက်ပွဲများပါကျင်းပဖြစ်ပါလေ။နောက်တစ်ရက်မှာတော့ငတိအားဓမြတိုင်းမဲ့ရွာကိုစုံစမ်းခန်းလိုက်ပါလေ။နေတဲ့ဝက်လောက်မှာတော့ငတိစကန်းကို ပြန်ပြီးတော့ရောက်လာပါလေ။ဘလို့လဲငတိဒီနေ့မှာချမ်းသာတဲ့သူတွေမရှိတော့ဘူးလား။ရှိတာပေါ့ဆရာကြီးဟာအများကြီးပဲ။ဒါဆိုရင်ငါတို့ဘယ်ရွာကိုသွားပြီးတော့တိုက်ရမှာလဲ။ ပေါက်ပင်ကုန်းရွာဘူးအဲ့ရွာလူချမ်းသာရောရှိလို့လားဟာရှိတယ်ဆရာကြီးရဲ့သူတို့ကပုံရှုပ်ွက်ရှုပ်လုပ်နေတာအေးပါဒီနေ့မှငါတို့မတိုက်ဘူးတဲ့ရွာမရှိသလောက်တောင်မှဖြစ်လို့နေပြီဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ဓမြတိုက်မရတဲ့ရွာလည်းရှိသေးတယ်ဘာတိုက်လို့မရတဲ့ရွာလीအဲ့ရွာတိုက်လို့မရအောင်ဘာမို့လို့လဲ အဲ့ဒါတော့ကျွန်တော်လည်းမသိဘူးတခါမှတော့အတိုက်မခံရသေးဘူးကြိုက်သွားပြီကွာအဲ့လိုမျိုးမှငါလည်းတိုက်ချင်တယ်အာထိုးထောက်မှတော့ဘိုးလာဝင်သည်ရွာเจ้าကိုမေးမြန်းလိုက်ရာစက္ကန်းနဲ့အနှဲငယ်သာဝေးတာကြောင့်မနှက်ဖြန့်ညတိုက်ရန် သူတပည့်များကိုပြောခိုင်းလိုက်ပါတယ်ဒီလိုနဲ့နောက်တနေ့ညသို့ရောက်တဲ့အခါမှာမြင်းကိုစီဖြင့်လူ15ယောက်ခန့်ပါတဲ့ဓမြအဖွဲ့သည်တရက်ပင်ရွာသို့ခြိတက်လာခဲ့ကြပါတယ် တနာ ਈ ခန့်ကြောင်စီလာပြီးရနောက်လာရောင်ဤအကူအညီဖြစ်ပေအဝေးကနေအင်ချီခက်ပြပြများကိုလေလှမ်းပြီးတော့မြင်လာရပါတယ်ထို့သောမြင်လာရတာနဲ့ဓမြများသည်ဓမြသွေးဓမြမှန်များခန္ဓာကိုယ်အတွင်းဝင်ရောက်သွားပြီးတော့အာလုံးကျွေးကြော်ကအမြန်စီးနှင်းလာကြပါတယ်မြင်းခွာတထောက်ထောက်ကသူတို့ဤစိတ်ကိုတော့ပိုရစ်တတိခွန်အားများပေးနေတယ်လို့ခန်းစားလိုက်ကြရတယ်ထို့သောစီးနှင်းလာရင်လည်း ရွာကိုကောင်းစွာမြင်ရသည့်အထိနီးကပ်လာခဲ့ပါတည်းဟုတ်ကဲ့ပါခင်ဗျာစာရေးသူစုခတ်ရေးသားထားတဲ့တခါခဓမြများလို့အမိရတဲ့လူမိုက်ဇလန်းလေးရဲ့အပိုင်းနှစ်ကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီ နောက်ရက်များမှလည်းကြံရှိနေတဲ့အပိုင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအောင်ကျော်